မြမအချမ်းသာဆိုအမတီဗီ4ချက်လို့ရေလုပ်ငန်းပိုင်ရှင်တရေကြီးနဲ့ကြောင်းဝကျဲမရှိရဲဘကာဒနာကင်ကင်ဒီနေ့မှာပဲလက်ထက်သွားတယ်မုံလက်တလုံးအမတီဗီ4ကပြသနေတဲ့မြို့နှစ်တို့ချာဝရဝေးထဲမှာနွေပြစ်တရုပ်ဆောင်ထားတဲ့မင်းသမီးချော်လီမုံကရိုးရှင်းစွာနဲ့ပဲဒီနေ့မှာအရန်ချမ်းသာတဲ့ချစ်ရသူတရေကြီးနဲ့လက်ထက်မင်္ဂလာဝဲကျင်းပခဲ့ပြီးဖြစ်ပါတယ်လက်ထက်မင်္ဂလာဝဲသတင်းကတော့ဘာတစ်ခုမှမသိရပဲအခုလိုလက်ထက်ခဲ့တာကြောင့် surprise ဖြစ်ရတဲ့အထီးပါပဲရှင်တရုပ်ဆောင်မုံကအသက်33နှစ်အရွယ်ရောက်နေပြီမို့လက်ထက်တဲ့အချိန်လည်းဖြစ်ပါတယ်နော်ဘကာဒနာမပါပဲခင် ီရင်းနှီးကြတဲ့မိတ်ဆွေတငယ်ချင်းတွေကိုသာဖိတ်ကြားပြီးပြုလုပ်ခဲ့တဲ့မင်္ဂလာဝဲဖြစ်တာကြောင့်သူမရဲ့မင်္ဂလာဝဲကပရိသတ်တွေတိတ်မိတည်ခဲ့ကြတာပဲဖြစ်ပါတယ်။မင်္ဂလာဝဲကိုကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့ကြတဲ့ငယ်စဉ်ရဲ့မင်္ဂလာဝဲကသာပရိသတ်တွေကြားမှာလွှမ်းမိုးထားခဲ့တာဖြစ်ပြီးတော့ MRTV ဖော်မင်းသမီးလေးမုံရဲ့မင်္ဂလာဝဲကတော့ပကာသနာကင်းစွာလက်ထက်ခဲ့တဲ့မင်္ဂလာဝဲဖြစ်တာကြောင့်လဲဆိုရှယ်မီဒီယာမှာမရောက်လာခဲ့တာဖြစ်ပါတယ်။အခုခင်မင်းရင်းနှီးတဲ့ MRTV ဖော်တရုတ်ဆောင်တွေတယောက်ဂုဏ်ပြုခဲ့ကြလို့သာမုံတယောက်ချီးရတဲ့သူနဲ့လက်ထက်ခဲ့တယ်ဆိုတာကိုသိခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ထို့လို့ရေလုပ်ငန်းပိုင်ရှင်တထေကြီးကိုနေလင်းအောင်နဲ့လက်ထက်ခဲ့တာဖြစ်ပါတယ်။ MRTV ဖော်မင်းသမီးတွေထဲမှာတော့မုံကလည်းကြက်ရစရုပ်ကိုအကောင်းဆုံးပုံဖော်နိုင်သူဖြစ်လို့အောင်မြင်တဲ့မင်းသမီးတက်လက်ဖြစ်ခဲ့သူပါရှင်။တရုတ်ဆောင်အရေးအချစ်အပြည့်ရှိတဲ့မင်းသမီးဖြစ်တာကြောင့်လဲရုပ်ရှင်စကားကြီးတွေမှာထိတ်တဲ့ င်မင်းသားမင်းသမီးတွေနဲ့အပြိုင်ပအဝင်တရုတ်ဆောင်ခွင့်ရခဲ့တဲ့သူဖြစ်ပါတယ်။အကယ်ဒမီနေချိုအကယ်ဒမီဝုံမုံရွှေတို့နဲ့အပြိုင်တရုတ်ဆောင်နိုင်တဲ့အထည်အရေးချင်းရှိသူလေးပါ။အခုနောက်ပိုင်းဇလန်တွဲတွေမှာဆိုရင်တော့ဇက်ဆောင်နေရာကမဟုတ်ပဲဇက်ဖို့နေရာတွေကသာပအဝင်တရုတ်ဆောင်လာတာကိုလည်းတွေ့ရပါတယ်။အမှုပညာကိုဝါသနာပါသူဖြစ်တာကြောင့်ကြာရစရုံမရွေးတရုတ်ဆောင်တာကလည်းမုံရဲ့အမှုပညာပေါ်မှာချားတဲ့ချစ်မြတ်နှုတ်စိတ်တွေလို့ပဲပြောရမှာပါ။ပရိသတ်မြတ်တာတွေရရှိစေခဲ့တဲ့ဇရုပ်ဒေတာမကပရိသတ်မုံချမဲ့ကာရီတာတွေကိုလည်းမရွေးချဲပဲစစ်စစ်ကြာရအယုတ်ထင်စေသူပါရှင်။ ချစ်ဆုံးသူရဲ့အထုပ်ပတ်တိဇလန်တွေမှာလည်းနိုနိုအဖြစ်ပြည်သက်တွေကြောင်းအောင်မြင်ခဲ့သလိုအခုလက်ရှိပြသနေတဲ့မြူနင်းတို့ချာမရဝေဇလန်တွေမှာလည်းဇက်ပုတ်နေရာကတရုတ်ဆောင်ထားပြီးတော့ပြည်သက်ကြောင်းအပြည့်မှုရရှိနေသူပါအခုတော့မုံတယောက်ချရတဲ့သူထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်တတိကြီးနဲ့လက်ထက်သွားခဲ့တာကြောင့်လည်းပြည်သက်တွေကတော့အံ့ဩနေကြရပါတယ်အခြေအကြောင်းသတင်းသိမ့်မကြရပဲရုတ်တရက်လက်ထက်သွားခဲ့တာကြောင့်လည်းချစ်တဲ့ပြည်သက်တွေကတော့နှမျောနေကြတဲ့အချိန်ပါဒါပေမဲ့လွန်ခဲ့တဲ့လကတော့စေလက်စွကြီးနဲ့အတူလက်ထက်ခွန့်တောင်းခံခဲ့ရတဲ့အကြောင်းသူမရဲ့လူမှုကွင်းရဲ့စာမျက်နှာကနေတဆင့် အရေးအမြတ်တော့ပြောခဲ့သေးတာဖြစ်ပါတယ်။အဖြစ်အပျက်တို့သမီးခေါင်ဝင်ကြီးနဲ့တူရိုက်ကူးထားတဲ့ပုံရိပ်တီကိုလည်းမျှဝေခဲ့သေးတာဖြစ်ပါတယ်။ဒါပေမဲ့လက်ထက်ခွန်တောင်းတဲ့ချင်းရတဲ့သူကဘသူစုတော်ကိုတော့ထုံးမပြခဲ့တာကြောင့်တချို့တွေကတော့ဒါကဇဝံခန်းနေမှာဆိုပြီးတော့ထင်မြင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။အခုကျင်းမတဲ့မင်္ဂလာဝဲကြီးကအကြီးကြီးကျယ်ကျယ်မဟုတ်ပဲရိုးရှင်စွာနဲ့ပကသနာကင်ကင်ကျင်းမခဲ့တာကတော့အမှန်ပါပဲရှင်။ မြန်မာစံစံတို့သားတို့သမီးဝတ်ဆောင်လေးတွေနဲ့တူလိုက်ဖက်ညီစွာမင်္ဂလာမောင်မနှစ်ယောက်စလုံးကရှေ့သွားနောက်လိုက်ညီနေတာကတော့အမှန်ပါပဲမြန်မာချမ်းသာစွာအမတီဖီပေါ်ထုတ်လို့ရလုပ်ငန်းပိုင်ရှင်ဖြစ်တာကြောင့်လည်းဝေကြီးများစွာအကုန်ကြခံပြီးတော့မင်္ဂလာဝဲကျင်းမလို့ရတယ်ဆိုပေမဲ့နှစ်ယောက်သားကတော့အတိမိတ်ဆွေတချို့နဲ့သာပကသနာကင်းစွာနဲ့လက်ထပ်လိုက်ကြတာဖြစ်ပါတယ်ရွှေအိုယောင်တို့သမီးလေးမုံကလည်းကြက်တိရှိရှိလာပါနေတာပြည်သက်တွေ့ရတဲ့အချိန်ပါပဲလက်ထက်ပြီးအမှုပြညာအလုပ်တွေဆက်လုပ်သွားမလားရနာမလားဆိုတာကတော့မသိရသေးပါဘူးရှင်မုံကိုအားပေးကြတဲ့ပြည်သက်တွေကတော့အမှုပြညာအလုပ် တွေကိုအိမ်အောင်ကြသွားလဲဆက်လုပ်ဖို့အတွက်အားပေးနေကြပါတယ်။အသက်30ကျော်အရွယ်မှာအမတီဗီ4ရဲ့ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်တထေးချင်းနဲ့ရွှေလက်တွဲလိုက်ပြီးဖြစ်တဲ့မုံကိုတာယာချမ်းမြေ့တဲ့မိသားစုဘဝလေးရရှိစေဖို့အတွက်ပြည်သက်ကြီးတို့ကလည်းဆုတောင်းပေးသွားခဲ့ကြပါအောင်ရှင်။